1866ခုနှစ်နိုဝင်ဘာလ18ရက်ယနေ့လိုနေမျိုးတွင်အာဖရိကတိုက်ကိုပတ်စီယာမလိုပဲမြေသည်ပင်လယ်နှင့်ပင်လယ်နီတို့ကိုတိုက်ရိုက်ဆက်သွယ်ပေးသောကမ္ဘာအရေးပါဆုံးရေချောင်းလမ်းကြောင်းကိုတရားဝင် ဖွင့်လှစ်ခဲ့သည်ဤတူးမြောင်၏အမိမာအဘယ်နီအေပနမာတူးမြောင်ပနမာကနောဘီဆူအတ်တူးမြောင်ဆူအက်စ်ကနောစီ kio tu myong kio canal d green tu myong grand canal အခေမမာဘီဆူအက်တူမြောင်းဖြစ်သည်1969ခုနှစ်နိုဝင်ဘာလ19ရက်နေ့တွင်ဤတူမြောင်းကိုအီဂျစ်နိုင်ငံ၌တရားဝင်ဖွင့်လှစ်ခဲ့သည်၎င်းသည်အာဖရိကတိုက်ကိုပတ်စီရမလို့ပဲမြေရဲပင်လယ်နှင့်ပင်လယ်နီရုကို တိုက်ရိုက်ဆက်သွေပေးခဲ့သည်ဤတူးမြောင်ကြောင့်ဥရောပနှင့်အာရှတို့အကြကုန်သွေးဤလမ်းကြောင်းသည်မိုင်ပေါင်း၄၀၀၀ကျွမ်းတိုးတောင်းထွားခဲ့သည်၎င်းသည်ကမ္ဘာကုန်သွေးဤအသွမ်းမရှိမဖြစ်လိုအပ်သော ရေကြောင်းလမ်းကြောင်းဖြစ်ပါသည်